တပည့်တော်ကအိုမန်နိုင်ငံမှာမိသားစုအဆင်ပြေရေးအတွက်နေနေရပါတယ်ခင်ဗျာတပည့်တော်ကိုတရားလေးတစ်ပုဒ်လောက်ချီးမြှင့်ပေးသနာတော်မူပါခင်ဗျာတခါတလေစိတ်တွေအယံမွန်းကြပါတယ်ခင်ဗျာဆိုပြီးတော့ဝေဝေဆိုတဲ့အကောင့်ပိုင်ရှင်ကလည်းနိုင်ငံသားပြန်တို့ရဲ့တက်ခေါက်တန်းဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလီရေးပို့ထားပြန်တယ်ဒါရင်မကပါဘူးနိုင်ငံသားမှာရောက်နေတဲ့လူတွေက ိသားစုကိုလွမ်းလို့ပြောပြပါဆိုတဲ့စာလေးတွေပို့ထားကြတယ်။လွမ်းတဲ့အတွေ့တွေတွေးပြီးတော့လွမ်းတဲ့စိတ်တွေမွေးနေလို့လွမ်းနေကြတာဖြစ်မယ်။အဲ့ဒီလွမ်းတဲ့စိတ်နေရာမှာကို့ဘဝကိုကျေနပ်စရာ အားရစရာအတွေ့တွေကို ပြောင်းတွေးလိုက်ရင်ကျေနပ်အားရတဲ့စိတ်တွေဖြစ်ပေါ်ခံစားလာရ မှာလို့ယုံကြည်မိပါတယ်။ငါတို့ဟာခုနိုင်ငံခြားမှာအလုပ်လုပ်နေရတယ် ငါတို့လူတချို့သူတွေဆိုရင်သွားခြင်းပေမဲ့အသွားနိုင်ကြသေးဘူးလာခြင်းပေမဲ့မလာနိုင်ကြသေးဘူးငါတို့ခုလိုလာနိုင်ခဲ့တာအရှင်ပြေခဲ့တာတွေဟာဝမ်းသာစရာပဲလို့တွေးကြည့်ပါအဲ့ဒါလို့တွေးကြပါ နိုင်ငံခြားမရောက်ခင်ကိုယ်နိုင်ငံမှာနေစဉ်ကဘလောက်များစူးစမ်းလိုက်ရသလဲဆိုတာတွေပြန်တွေးကြည့်ကြစမ်းပါအခုနိုင်ငံခြားမှာရောက်နေတော့ ငါတို့မှာမိသားစုအတွက်ငွေတွေရှာနိုင်ခဲ့တယ်။မိဘအတွက်မိသားစုအတွက်တန်ဖိုးရှိတဲ့အသုံးဝင်တဲ့သူတယောက်ဖြစ်နေရတယ်။ဒါလဲကျေနပ်ဂုဏ်ယူစရာပဲမဟုတ်လား။မိဘတွေမိသားစုတွေအတူနေပြီးတော့အလုတ်ကလည်းအဆင်မပြေဝင်ငွေကလည်းမရှိစကားလေးတွေများလိုက်ရအဆင်မပြေတဲ့မိသားစုဘဝမှာအဆင်မပြေတဲ့တူဦးမျက်နှာတူဦးကြီးပြီးတော့ စိတ်မကောင်းနေတာတွေနဲ့စာရင်ခုနိုင်ငံခြားမှာမိသားစုအတွက်ငွေရှာရင်မိသားစုအတွက်ကိုဟာတန်ဖိုးရှိသူတယောက်ဖြစ်နေရတာဟာခြေနဲ့ဆရာပျော်ရွှင်စရာတွေပဲမဟုတ်လားခုနိုင်ငံခြားမှာအလုတ်လုတ်ငွေရှာပြီးတော့မိဘတွေကိုထောက်ပံ့နေနိုင်သူဖြစ်နေရတဲ့ဆိုရင်လေမာတာပိတရော သူခေတိပိနေတိတာမာသူခံပရိဟရတိဆိုတဲ့အတိုင်း မိဘတွေအတွက်ငါပို့လိုက်ရတဲ့ငွေဟာငါမိဘတွေကိုစိတ်ချမ်းသာစေတယ်။ငါမိဘတွေကိုနှစ်သက်စေတယ်။ငါမိဘတွေရဲ့ကိုယ်စိတ်နှစ်ပါးချမ်းသာရေးကိုဆောင်ရွက် ပေးနိုင်တာဟာငါဟာတန်ဖိုးရှိတဲ့သားတစ်ယောက်တန်ဖိုးရှိတဲ့သမီးတစ်ယောက်ဖြစ်ရတယ်ဆိုပြီးတော့ဂုံယူစမ်းပါအဲ့ဒါလိုပါပဲကိုယ်နိုင်ငံထဲမှာ ကိုသားသမီးကိုဇနီးတွေကိုထောက်ပံ့နေနိုင်သူ ဖြစ်ရတယ်ဆိုရင်လည်း ငါဟာလင်ကောင်းမိဘကောင်းဖြစ်ရတယ်ဆိုပြီးတော့ကြည်နှက်ဂုံယူပြီးဝမ်းသာပျော်ရွှင်တဲ့စိတ်တွေဖြစ်နေရမှာမဟုတ်လားအဲ့ဒါလိုအတွေးတွေနဲ့ဒီမှာငါဘလောက်ကြာရင်အိမ်ကိုလဲစားဝတ်နေရအတွက်ဘလောက်ထောက်ပံ့နိုင်မယ်ဒီကအလုပ်ပြီးသွားလို့ပြန်လာတဲ့အခါမှာလဲငါဘာတွေလုပ်မယ်အဲ့ဒီအတွက်ဘယ်လိုပြင်ဆင်စုဆောင်းထားမယ်ဆိုတဲ့ကောင်းမွန်မှန်ကန်တဲ့အတွေးတွေကိုတွေးနေမယ်ဆိုရင် ြေနပ်စရာပျော်ရွှင်စရာဘဝတစ်ခုဖြစ်လာမှာလို့ယုံကြည်ပါတယ်ခုကိုယ်နိုင်ငံအတွင်းကမိသားစုတွေလွမ်းနေတယ်မျက်ရည်တွေကျနေရပါတယ်ဆိုတာကလွမ်းစရာအတွေးတွေမျက်ရည်ကျစရာအတွေးတွေကိုတွေးနေလို့ကိုယ်ဘဝရှည်ရည်အတွက်ပြီးပြင်းတဲ့ပန်းတိုင်မရေးဆွဲနိုင် မတွေးနိုင်သေးလို့ပဲဖြစ်မယ်လို့ရှင်းမိတယ်လို့ပြောချင်တယ်မြတ်စွာဘုရားဆိုရင်လေလောကထသရိယ လောကကောင်းကျိုးတရားတွေကောင်းကျိုးသိဖို့နိုင်ဖို့ညာတထသရိယဆွေမျိုးတွေရဲ့ကောင်းကျိုးတွေသိဖို့နိုင်ဖို့ဗုဒ္ဓထသရိယကိုယ့်ရဲ့ကောင်းကျိုးဆိုတာတွေကိုသိဖို့နိုင်ဖို့သူ့ရဲ့ဇာတိမွေးရမြေကိုတရားရှာတောထွက်ကလေးကထွက်လာခဲ့တာပြိဋိဘံစံတဲ့အထိနှစ်ခေါက်သုံးခေါက်ပဲပြန်ရောက်ခဲ့တယ်လို့တော့တွေ့ဘူးတယ်ပါတော်သမီးတို့လည်းဒီလိုပဲပေါ့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ့်ရက်ကိုယ့်ရွာကောင်းစားနိုင်ဖို့ ကိုမိဘကိုဆွေမျိုးကိုမိတ်ဆွေတွေကောင်းစားစေဖို့မိမိအတွက်လည်းတန်ဖိုးရှိအသောဝန်ပြီးတော့မိသားစုအကျိုးသေးဖို့နိုင်တဲ့သူတယောက်ဖြစ်ဖို့စူးစမ်းနေတဲ့သူစူးစမ်းနေနိုင်သူ ဖြစ်ရတာတွေကို တွေးပြီးတော့ပြောကြစမ်းပါလို့ပြောချင်မိတယ်။ထပ်ပြောချင်ပါတယ်။လွမ်းစရာ အတွေ့တွေကို တွေးနေလို့လွမ်းနေကြတာပါ။မျက်ရည်ကျစရာအတွေ့တွေကိုတွေးနေလို့မျက်ရည်တွေကျနေကြတာပါ။ ိုကိုကိုတန်ဖိုးရှိစရာအတွေ့တွေကိုတွေးစားပါကိုကိုကိုတန်ဖိုးရှိလာစေမယ့်အတွေ့တွေကိုတွေးစားပါဘုရားပြောထားတဲ့နာသဗ္ဗသောမနောနိဝရီကိုစိတ်ကိုအာလုံးတွေးနေတာတွေကနေတားမြစ်ဖို့မဟုတ်ပါဘူးစိတ်ကတွေးတာကိုမတားမြစ်ပါနဲ့နာမနောတန်ရတတ္တမာကတံကိုကိုကောင်းရာရောက်စေတဲ့ကောင်းစီမဲ့အတွေးစိတ်ကိုမတားမြစ်ပါနဲ့ရာတော့ရာတော့စပါပကံ ကျင့်ခြင်းမကောင်းတဲ့ကိုယ်ကိုဆင်းရဲစေမဲ့ကိုယ်ကိုလွမ်းစေမျက်ရည်ကျစေမဲ့မကောင်းတဲ့ကောင်းကျိုးမရှိစေတဲ့အတွေးတွေကိုသာတတော်တတော်မနှောနိဝါရီအဲ့ဒီလိုမကောင်းတဲ့အတွေးဆိုးစိတ်တွေကိုသာတားမြစ်ရမယ်လို့မြတ်စွာဘုရားကမိန့်ခဲ့တယ်။ဒါကြောင့်ဒီကုန်းချုပ်ပြောရရင် အတွေးတွေကိုပြောင်းနိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်။အတူမနေကြရပေမဲ့လေခေကြီးရဲ့တိုးတက်မှုရနေ့စဉ်စကားပြောလို့ရ မျက်နာတွေလည်းမြင်လို့ရတဲ့အလုတ်တွေလည်းရငွေတွေလည်းရဘဝကိုကြည်နှက်ကြစမ်းပါလို့ပြောချင်ရင်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးအားလုံးအတွေ့ကောင်းများကိုပဲ တွေးနိုင်ကြပါစေ။